ဆရာတော်ရှင်သူမြတ်ဖျားမေဂုံမေရှာခွင်ပြုပါရှင်ဗျာတပည့်တော်ကမြို့ဖလာဘုရားဘာသာပါဗျာဒါပေမဲ့မိမိကိုယ်ကိုဘုရားဘာသာအစစ်ဖြစ်ချင်ပါရဲ့ဗျာဘုရားဘာသာစစ်စစ်ကဘာပါလဲဗျာမိမိကိုယ်ကိုဘုရားဘာသာစစ်စစ်ဖြစ်ဖို့ကဘာရီလိုအပ်ပါသလဲဗျာမိမိကိုယ်ကိုဘုရားဘာသာပါလို့ဘလို့ခံယူချက်ထားရပါမလဲဗျာသိချင်ပါရဲ့ရှင်ဗျာဘုရားဘာသာ စစ်စင်ဖြစ်ဖို့အတွက်လိုအပ်တဲ့အချက်ကတော့နံပါတ်1ကမ္မတက္ကတာဉာဏ်လို့ခေါ်တယ်။ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တဲ့ဉာဏ်ရှိဖို့လိုပါတယ်။ဒီနေ့မြန်မာလူမျိုးတော်တော်များများကဗုဒ္ဓဘာသာလို့ပြောတယ်။မှတ်ပုံတွေမှာကြည့်လိုက်။မာလူမျိုးလဲဘာဘာသာလဲမင်းဗုဒ္ဓဘာသာလို့ရေးထားကြတယ်။အဲ့တော့ဗုဒ္ဓဘာသာဆိုလို့ရှိရင်ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ရမယ်။ကံဉာဏ်ဝိရိယကိုစူးစမ်းအထောက်ရမယ်။ဒါပေမဲ့ဒီနေ့ခေတ်က ယတရားတွေကိုယုံကြည်တယ်ဘိုးတော်တွေကိုအားကိုးတယ်နတ်တွေကိုအားကိုးတယ်ကမ္မတက္ကတာညံပျောက်ဆုံးနေတယ်နော်တကယ်တော့ကိုကြိုးစားလို့ဆောင်မွေးပွဲအောင်တာဒါပေမဲ့ယတရားသွားရှိလိုက်တယ်တိုက်ဆိုင်သွားတယ်နော်ဆောင်မွေးအောင်သွားတယ်အဲ့တော့ဘလို့ထင်သွားလဲကိုတော်လို့ကိုကံကောင်းလို့ကိုကြိုးစားလို့အောင်တယ်လို့မထင်ဘူးယတရားကောင်းလို့အောင်တယ်လို့ထင်သွားတယ်ဒါဆိုရင်ဦးတို့ဗုဒ္ဓဘာသာ မစစ်တော့နော်ဘုရားဘာသာမစစ်တော့အထက်တန်းသာဘုရားဘာသာမဟုတ်တော့အောက်တန်းသာဘုရားဘာသာဖြစ်သွားတယ်ဘုရားဘာသာတော့ဘုရားဘာသာပဲအောက်တန်းသာဘုရားဘာသာလို့ခေါ်တယ်နော်နက်ကမစားလို့ငါအောင်မြင်တာနော်အဲ့လိုဖြစ်သွားတယ်တကယ်တော့မဟုတ်ဘူးကိုကြိုးစားလို့ကိုကံကောင်းလို့ကိုတော်လို့ကိုအောင်မြင်တာပါအဲ့တော့ကံဉဏ်ဝီရိယကိုမယုံကြည်ဘဲနဲ့ဇရိယာတွေ နတ်တွေမာသာလို့ကြီးပွားအောင်မြင်တယ်လို့ယုံကြည်ခြင်းသည်အောက်တန်းစားဗုဒ္ဓဘာသာဖြစ်ပါတယ်အထက်တန်းစားဗုဒ္ဓဘာသာမဟုတ်ပါဘူးเนาะဒါတစ်ချက်ပေါ့နံပါတ်2ကတရဏဂုံ3ပါးကိုကြည်ညိုစည်းကပ်ရမှာဖြစ်ပါတယ်เนาะဖရာတရားတန်ခါမတပါနတ်တွေကိုကိုးကွယ်မှုမလုပ်ရပါဘူးလောကမှာဘုဒ္ဓမေတ္တရဏအញ្ញာနတ်တိလေဖရာမတပါကိုးကွယ်ရမရှိတရားမတပါကိုးကွယ်ရမရှိတန်ခါမတပါကိုးကွယ်ရမရှိလို့လည်းပြောသေးတယ် နတ်ကိုလည်းကိုယ်ကနေသေးတယ်ဆိုရင်တော့အောက်တန်းစားဗုဒ္ဓဘာသာဖြစ်နေပါပါဘုရားမှာတပါကိုယ်ကရာမရှိဘူးဆိုရင်ဘုရားတမျိုးပဲကိုယ်ကပါဘာနဲ့မှကိုယ်ကစရာမလိုပါဘူးအဲကြောင့်အထက်တန်းစားဗုဒ္ဓဘာသာဖြစ်ရင်ဘုရားတရားသံဃာမတပါတခြားကိုမကိုယ်ကပါနဲ့နော်ကံဉာဏ်ဝိရိယကိုယုံကြည်ပါဘေးရင်ရတရားနတ်တွေကိုအာမကိုပါနဲ့မယုံကြည်ပါနဲ့နော်အဲဒါကြောင့်ဦးဇင်းတို့အထက်တန်းစားဗုဒ္ဓဘာသာအစင်းမြင့်ဗုဒ္ဓဘာသာဖြစ်ဖို့အတွက်ယတနာသုံးပါးမှတပါကိုယ်ကရာမရှာပါနဲ့ ကံညာဝိရိယမတပါဗေဒညတရားလက်တွေကိုအာမကိုပါနဲ့လို့နော်